အားလုံးပဲမင်္ဂလာပါတရှိခွန်ကားပီရင်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆရာကတော့တာရွန်နဲ့လက္ခဏာပီတာဆရာဆရာရဲ့အောင်မဖြစ်ပါရစေ။ဒီကနေ့မှာတော့ဒီတပတ်တာကာလာအတင်းမှာခொနရသားသမီးများရဲ့ပြောင်းလဲလာမယ့်ကင်ဆာတာအသေးစိတ်လေးကိုဆရာကနေသားတစ်ခုချင်းစီလိုက်ဟောပေးသားမှာဖြစ်ပါရစေ။အဲ့တော့ကိုယ့်ရဲ့ပြောင်းလဲလာမယ့်ကင်ဆာတာလေးကိုဟောပေးသားမှာဖြစ်တဲ့အတွက်မိမိရဲ့ပြောင်းလဲလာမယ့်ကင်ဆာတာလေးပေါ်မှာအာရုံလေးစိုက်ပေးဖို့အတွက်လည်းပြောချင်ပါရစေ။ကဲအစင်းသဖြင့်စလိုက်ရအောင်။ အစီအစဉ်လေးမစတင်ခင်မှာစင်မနေနဲ့မြင့်တာရက်ခံကျင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်ရမယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะကဲဆရာကနေတာဒီပေါ့နော်တကူချင်းစီဖြစ်တဲ့အတွက်အစင် like hobby မှာပေါ့နော်ကဲပထမအဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့တပတ်တာပြောင်းလဲလာမယ့်ကန်စရာလေးကိုဆရာတစ်ချက်ကြည့်ပေးပါမယ်နော် အလောက်ကိုင်းစီငွေကြေးလူမှုရေးအချစ်ရေးကျမ်းမာရေးဒါတော့တနင်္ဂနွေသားသမီးရေပေါ့နော်ဒီတပတ်တာကင်ဆာတာတွေကမှလုပ်ငန်းကံကဲလုပ်ငန်းကံနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးများအနေနဲ့ကဒီကာလအတွင်းမှာလုပ်ငန်းနဲ့ပတ်သက်ပြီးအတိုက်အခိုက်အပြိုင်ဆိုင် ိုယ့်ကိုအနောက်ရှက်ပေးမဲ့လူမျိုးတွေကိုယ့်ရဲ့ဘေးနားမှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဲကိုယ့်ရဲ့နေဘယ်ထဲမှာရှိနေတဲ့အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ရင်တော့လက်တလောမှာလုပ်ငန်းပိုင်းဆိုင်ရာတွေမှာအခက်အခဲနောက်ရှက်တွေကြားကနေကိုကကြော်လွားနေရမယ်ဖြတ်တန်းနေရမယ်အဲ့တော့ကိုအနေနဲ့ကအတိုက်ခံများမှပဲအောင်မြင်မယ်ဆိုတော့နမိတ်မျိုးထဲမှာလက်တလောတွေ့ရတယ်အဲ့တော့ဒါကတော့လုပ်ငန်းကိုင်းပေါ့နော်ကဲငွေကြီး ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီတပတ်တာကာလာကငွေကြေးကန်တော်တော်လေးကိုကောင်းမွန်တဲ့ကာလာဖြစ်တယ်။ကိုယ့်ရဲ့ရားပိုင်권ရှိတာတဲ့ပို့ပြီးတော့ပေါ့နော်အခြားသောရားပေါက်ရလန်းတွေရလာမယ်ကန်တာမျိုးငွေကြေးနဲ့ပတ်သက်ရင်စူးမိတာမျိုးငွေကြေးဝင်လာတာမျိုးငွေကြေးအစုလိုက်ပြုံလိုက်ကြားရှိတာမျိုးလေးတွေဒီကန်တာထဲမှာရလာတတ်ပါတယ်။ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့လူမွေးကန် ဲ့တော့လူမွေးနဲ့ပတ်သက်ရင်တော့လူမွေးကန်စရာလေးကလက်တလုံးမှာတော့ပြောရင်တော့အကောင်းဆုံးမြတယ်ကွာကိုယ့်ကိုကူညီမဲ့လူရှိတယ်လို့ပဲအရှိပိုင်းကပြောတယ်လို့ပဲအနောက်ဆက်ပေးနေလို့ရှိတယ်အဲ့တော့အနောက်ဆက်ပေးတဲ့လူတွေကိုကိုကိုတိုင်ကပြောရရင်တော့တဲတဲဝင်ဝင်မဟုတ်ရင်တော့မကူကကို့ဘောကောင်းတဲ့လူဒါမကောင်းတဲ့လူဒါကိုကဝေပန်းပွိုင်းချပြီးတော့ဒီကာလတခုကိုကြော်ဖြတ်နိုင်ဖို့လိုအပ်လိမ့်မယ် အဲ့ဒါမှပဲပို့ပြီးတော့ကိုယ့်တဲ့ကောင်းမွန်တဲ့ຢာတွေကလည်းပြပြဝဝကောင်းမွန်လာမယ်အညံ့နေရှိမှဆိုလဲကိုကအညံ့ကိုအညံ့မှန်းသိပြီးတော်လွှားနိုင်ဖို့လိုအပ်တယ်ပေါ့နော်ဒါလေးကတော့ဒီလူမွေးကံတော်လေးဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အချီတနင်္ဂနွေသားသမီးတွေရဲ့အချီကံအချီနဲ့ပတ်သက်ရင်တနင်္ဂနွေသားသမီးတွေကဒီကာလထဲမှာဒီတပတ်တာအတွင်းမှာအချီနဲ့ပတ်သက်ရင် စကားများစရာလေးတွေကိုကချစ်သူရှိတယ်ဆိုချစ်သူနဲ့စကားများမယ်ကိုတန်ရုံးစင်ရှိတယ်နဲ့လူတွေနဲ့တကောက်ကဆဖြစ်စရာလေးတွေအမြင်မကြည်တာမျိုးလေးတွေကိုရဲ့အလိုမကျတာမျိုးလေးတွေကြောင့်လက်တလုံးမှာစကားများစရာလေးတွေအနောက်ဆက်ဖြစ်စရာလေးတွေကြုံရတတ်တယ်အဲ့တော့အခြေအရေးကတော့ပြောရရင်တော့ကောင်းမွန်တဲ့နေရာမှာမရှိဘူးအညံ့ညီများနေတတ်တယ်နော်ကဲကျမ်းပါကြီးကျမအင်းနဲ့ပတ်သက်ပြောမယ်ဆိုတော့တနင်္ဂနွေသားသမီးများအနေနဲ့ကတော့အောင်ကျွန်းတဲ့ပတ်သက်တာတွေဥကောင်းတဲ့ပတ်သက်တာတွေ ကောင်းမှုကောင်းကြိုက်တာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့လက်တလုံးမှာခန်းစားရတတ်တယ်ပြီးတော့ကျမ်းမာရေးချူချာမှုလေးတွေနဲ့လက်တလုံးရှင်ဆိုင်နေရတတ်တယ်ဆေးရုံဆေးကံမကြာခဏသွားနေရတာမျိုးလေးတွေဥကောင်းမိုက်နဲ့ပတ်သက်ပြီးတော့အဲဒီကျမ်းမာရေးချူချာမှုလေးတွေကြုံရတတ်ပါတယ်ဒါလေးကတော့ ဒီတပတ်တာကန်စရာလေးပေါ့နော်ဆောင်းရံဆောင်းရံလေးတွေပြောပေးမယ်အဲ့တော့ဒီတပတ်တာကန်စရာကိုကောင်းကောင်းမွန်မွန်လေးနဲ့အညံ့နေပျောက်ကင်းသွားပြီးတော့ပုံမှုကောင်းမွန်လာဖို့အတွက်ဆိုတော့နီးစက်ရဖျားလေးမှာကိုယ်အနေနဲ့ဒင်ဂျင်လေးတစ်ခွက်ပြီးလူတန်းမှာကိုယ့်ရဲ့အိမ်ဖျားမှာကိုကမသွန်းနိုင်ဘူးကိုကအချိန်မရအောင်ဆိုရင်ကိုယ့်ရဲ့အိမ်ဖျားလေးမှာကိုတိုင်ကိုကြလေးဒင်ဂျင်လေးတစ်ခွက်လူတန်းပြီးတော့ကိုယ့်ရဲ့အညံ့နေပြေသွားအောင်အညံ့နေကြည်သွားအောင်ဆူတောင်းပေးပါ ကောင်းမွန်တဲ့ကင်ဆာတွေရရှိလာပါစေအញ្ញံတွေကြည်ပြီးတော့ပုံမိုပြီးတော့ကောင်းမွန်လာတဲ့အနာဂတ်တွေပို့ပြီးတော့ကောင်းမွန်လာတဲ့အခွင့်အလမ်းတွေရရှိလာပါစေဆိုပြီးဆုတောင်းပေးပါအဲဆိုတော့တင်းငွေသားသမီးများအနေနဲ့ကတော့ကံကောင်းရင်တွေရရှိလာမှာဖြစ်ပါတယ်။ကဲတင်းငွေသားသမီးတွေပြီးသွားပြီဆိုတော့ကဲအခုတစ်ခေါက်ကတင်းလာသားသမီးကဲတင်လာသားသမီးရဲ့တပတ်တာကင်ဆာတာအလောက်ကိုင်းငွေကြီး လူမှုရေးအခြေရေးကျမ်းမာရေးကဲတနင်္လာနာသမီးတွေရဲ့လုပ်ငန်းကံကဲလုပ်ငန်းကံနဲ့ပတ်သက်ရင်လုပ်ငန်းနှစ်ခုကိုတပြိုင်တည်းပြုတ်လောက်ပြီးတော့စိတ်ပင်ပန်းလူဝင်ပန်းစိတ်ရည်ပြီးတော့ကိုယ်အတွက်ပေါ့နော်နည်းနည်းလေးစိတ်ကြောင်ပိတ်မိနေတဲ့ခံစားချက်မျိုးတွေကိုကြုံရတတ်တယ်။လက်ရှိလုပ်နေတဲ့လုပ်ငန်းမှာလည်းကိုကိုယ်တိုင်ကလုပ်တဲ့အရာတွေကလုံးတလောက်မအောင်မြင်တာမျိုးလေးတွေ ကိုကိုတိုင်ကပြပြောရင်တော့စိတ်တိုင်းမကြရတယ်ပေါ့နော်ကိုကလှုပ်ကျင်နေဖြစ်ကျင်နေတဲ့မျိုးဒါပေမဲ့ဖြစ်သွားတာကအဲ့လောက်မဟုတ်ပဲနဲ့ရော့ပါသွားတာမျိုးလေးတွေအဲ့လောက်မကပဲနဲ့ဟိုပြောရင်တော့ဟိုတရားရကန်တို့လိုမျိုးမှန်းထားသလောက်မျိုးမှန်းမရလာတာမျိုးလေးတွေတလုံးမှာကြုံတွေ့နေရတဲ့တဲ့လုပ်ငန်းနဲ့ပတ်သက်ရင်တော့အဲ့လိုကန်စတာလေးတွေလည်းတလုံးကြုံတွေ့နေရတဲ့တဲ့ပေါ့နော်ကဲလုပ်ငန်းပြီးသွားတဲ့နောက်မှာတော့ငွေကြေးကအဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်စာချုပ်စာတမ်းစီးရင်စရာစာချုပ်စာတမ်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေစိုက်ရော်ပေးရတာမျိုးတွေ သူများပြဿနာကိုပြဿနာဖြစ်တာမျိုးလေးတွေတုံ့ရတတ်ပါတယ်ငွေကန်လေးနဲ့အနေငယ်ညံ့နေတတ်ပါတယ်เนาะအဲ့တော့ let alone မှာတော့တနင်္လာသားသမီးတွေအနေနဲ့ကတော့ငွေချင်းနဲ့ပတ်သက်ရင်လက်လွန်ထားတဲ့ကိစ္စတွေရှိတယ်ဆိုလဲဆောချောင်းမောမောလေးနဲ့ပြန်တောင်းပေးကိုယ့်အနေနဲ့ပေါ့เนาะပရိရဲ့ကြကြလေးနဲ့ပြန်ပြီးတောင်းပေးအဲ့လို moment နဲ့ view ပြတ်ထားလွတ်တာမျိုးလိုရန်စကားပြောတာမျိုးတွေဆိုရင်တော့ဆုံးရှုံးမှုတွေနဲ့တုံ့ရတတ်ပါတယ်ကဲဒုတိယတစ်ခု view ရတဲ့နောက်မှာတော့တတိယတစ်ခုအဲတတိယတစ်ခုကကြတော့ကိုယ့်ရဲ့လူမွေးကန် အဲ့တော့လူငွေဘိုင်းမှာနှစ်ပိုင်းရှိတယ်ပေါ့နော်လူငွေဘိုင်းမှာကကိုကကူညီပေးလိုက်တဲ့အရာတွေကပြန်ပြီးတော့ကောင်းပြီးကျေးဇူးပြန်စည်းတတာမျိုးလေးတွေကန်စလာလေးရှိတယ်။ဒါပေမဲ့တခုရှိတာကငွေကြေးကခုနပြောသလိုပဲငွေကြေးကူညီမယ်ဆိုရင်တော့မကောင်းဘူးငွေကြေးနဲ့ပတ်သက်ရင်ကိုဘက်ကနေနေထိုင်နေနဲ့ပေါ့ကောင်တာထားမှကျိုးမှန်းသိတယ်ဆိုတဲ့နမိတ်မျိုးတွေမှာရှိတယ်။အဲ့တော့လက်ရှိလုပ်နေတဲ့လုပ်ငန်းလက်ရှိရှိနေတဲ့ကာလလေးလက်ရှိလုပ်နေတဲ့အလုပ်လေးကိုပဲ ညင်ပြီးလောက်တာမျိုးအဲငွေချင်းနဲ့ပတ်သက်ရင်လည်းအစ်စ်လောက်ဖို့အတွက်ဘလောက်ကြီးပဲရပါမယ်ဘလောက်ကြီးပဲမလုံးနေဘလောက်ပေးပေးကိုယ့်ဘက်ကယုံလွယ်ပြီးတော့လုံးမိမယ်ဆိုရင်တော့ကိုယ့်ရဲ့လက်ရှိကလည်းလက်မဲ့ဖြစ်သွားတတ်ပါတယ်ဒါကတော့လူမျိုးရင်းနဲ့ပတ်သက်ရင်နှစ်ပိုင်းရှိတယ်တစ်ခုကကျတော့ကိုယ့်ရဲ့ဒီပေါ့နော်ကိုကူညီနိုင်တဲ့ဘက်ကကူညီပါငွေအားနဲ့ပတ်သက်ရင်တော့လုံးဝကူညီစင်းတဲ့ကာလမဟုတ်ပါဘူးနော်ကြည့်နောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကျတော့အခြေခံပါအဲ့တော့အခြေအနေနဲ့ပတ်သက်ရင်တော့ဒီကန်စတာလေးကလေဟိုပြောရရင်တော့ နှစ်ဖက်ကမမြတ်တာဘူးဗျာနှစ်ဖက်မမြတ်တာဘူးဆိုတော့ကကိုယ့်ဘက်ကတခါလေစိတ်ပင်ပန်းမှုတွေများနေတယ်သူဘက်ကတော့အေးအေးဆေးဆေးပဲပြောရရင်တော့ဟိုပြောရရင်မုတ်စားမပြက်လိုင်းသုံးမပြက်ဆိုတော့ကာလာထဲမှာပါတယ်အဲ့တော့ကိုယ့်အနေနဲ့ကတော့စိတ်ပင်ပန်းပြီးပူလောင်ပြီးတော့တောကတွေများပြီးတော့ဒီကိစ္စကြီးတစ်ခုပဲသွားလဲဒီစိတ်စားလဲဒီစိတ်ဘယ်ဘယ်လိုပြည့်ပြည့်အချိန်တိုင်းလို့လို့ဖြစ်နေတဲ့တဲ့ထဲမှာပါတယ်ဗျာအဲ့တော့ စိတ်ကံစားချက်တွေမများပါနဲ့စိတ်ကံစားချက်တွေများမယ်ဆိုရင်ကိုကိုလိုင်းပူလောင်ပြီးတော့ကိုဘက်ကလည်းမျက်ရည်တွေကျပြီးတော့စိတ်ပင်ပန်းနေရမယ်ကာလတစ်ခုဖြစ်မယ်ဆိုတော့ပို့ပြီးမှန်လိမ့်မယ်အချိန်နဲ့ပတ်သက်ရင်တော့စိတ်ကံစားချက်များတဲ့လူအနေနဲ့ကလည်းဒီကာလထဲမှာတော်တော်လေးကိုသတိထားပြီးကြော်ပြတ်ဖို့လိုအပ်ပါလိမ့်မယ်နော်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ပေါ့နော်ကျမ်းမာရေးကန်တရာအဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်တော့အဆိုင်နဲ့ပတ်သက်တာတွေလေတို့လေအောင်တာမျိုးလေးတွေအဆိုင်ခွဲရတာမျိုးလေးတွေဖျက်တောက်ရတာမျိုးလေးတွေအဲ့လိုမျိုးလေးတွေတစ်လုံးမှာကန်စတာဖြစ်တဲ့အဲဥပမာအိုတက်ရောင်တာမျိုးလေးတွေနော်အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးသတိထားပေးပါအဆအတောက်သတိထားပေးပါအပူအဆက်နဲ့ပတ်သက်တာမျိုးလေးပြီးတော့ဒီအဆိအဆန်နဲ့ပတ်သက်တာမျိုးလေးတွေမှာနည်းနည်းလေးအညံလေးတွေကြုံရတာမျိုးလေးတွေအဲ့ဒါစားပြီးမှကျမ်းမာရေးကောက်ခငင်ကထပ်ဖြစ်တာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါတွေကတော့ကန်စတာလေးဖြစ်ပါတယ်ကန်စတာနဲ့ပတ်သက်ရို မကောင်းမှုမို့တက်ဆိုတော့ဒဏ္ဍာသာသမီများအနေနဲ့ကတော့ကိုယ့်ရဲ့နှီးစရာဖျားလေးမှာကိုကနှင်းစီပန်းလေးအနီအောင်9ပွင့်လူတန်းပြပါလူတန်းတဲ့ခါကျရင်လေကိုတိုင်ကိုကြအဲကိုကဒဏ္ဍာသာသမီဒဏ္ဍာသာသမီနာမည်ဘယ်သူလက်တလောကြုံနေနေရတဲ့အခက်အခဲနောက်ချက်လေးတွေပျောက်ကင်းသက်သာသွားပါဆိုပြီးဆူတောင်းပြပါအဲ့ဒါဆိုတော့အញ្ញံနေပျောက်ကင်းသွားပြီးကောင်းမှုခြင်းတွေရရှိလာမှာဖြစ်ပါတယ်ကဲဒါကတော့အင်္ဂါသာသမီတွေရဲ့တပတ်တာကင်ဆာလေးဖြစ်ပါတယ် ငွေကြေးပြီးွားရင်ဒါကလူမှုရေးဒါကအချစ်ရေးဒါကကျမ်းမာရေးကဲအင်္ဂါသားသမီးတွေရဲ့လုပ်ငန်းကံလေးကြည့်မယ်အဲ့တော့အင်္ဂါသားသမီးတွေရဲ့လုပ်ငန်းတွေပတ်သက်ရင်တော့ကြီးကဲသူတွေလူကြီးသူမတွေရဲ့အကူအညီနဲ့ဒီကလာအတွင်းမှာလုပ်ငန်းပိုင်းဆိုင်ရာမှာ တိတိတတအောင်မြင်တိုးတက်မှုတွေကိုရရှိခံစားရလိမ့်မယ်ကိုယ့်ရဲ့နာမည်ကောင်းနေလည်းရမယ်ကိုယ့်ကိုနေရာပေးတာမျိုးကိုယ့်ကိုယာတူတိုးပေးတာမျိုးလာစာတိုးပေးတဲ့နာမည်နာမည်ကောင်းနေပြီးတော့လာစာကောင်းနေပြီးတော့သတင်းကောင်းနေကြားရမယ်ဆိုတဲ့နာမည်မျိုးတွေမှာပါပါတယ်အဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကြီးခဲ့သူတွေရဲ့ပြောစကားတွေစွဆုံးမမှုတွေကိုလိုက်နာပါဘေးမရှိပါဘူးကိုယ့်အတွက်ကောင်းမှုတွေရရှိလာမှာဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကံငွေကြေးကံကတော့တော်တော်လေးကိုစိုးပါတယ် ဘယ်လိုမျိုးဆိုရဲဆိုတာငွေကကိုကလိုချင်လို့လို့တာလိုချင်တာမရဘဲနဲ့ဆုံးရှုံးမှုတွေပါအဖက်တင်တဲ့ကန်စတာတွေမှာပါတယ်ဘလောက်ကြီးပဲရည်ဝင်ဝင်တထောင်ဝင်ဝင်နှစ်ထောင်ဝင်ဝင်တသိန်းဝင်ဝင်တသိန်းဝင်ဝင်အဲ့လိုမျိုးဝင်လာတဲ့ပတ်စံတွေကနီးမျိုးစုံနဲ့ပြန်ထွက်ပြီးတော့အဖက်မတင်ပဲနဲ့ကိုယ့်ရဲ့ထဲမှာမကြံပဲနဲ့ငွေကြီးချူချာမှုလေးတွေငွေကြီးခက်ခဲမှုတွေပါကြုံရတတ်တဲ့ကန်စတာနာမည်ကြီးရှိပါတယ်အဲ့တော့အတက်နိုင်ဆုံးငွေကြီးနဲ့ပတ်သက်ရင်တော့ လှုပ်လို့လှုပ်ရှားလို့ထွက်ရမယ်ဆိုရင်မလှုပ်ရှားပါနဲ့ငြိမ်နေပါအပြင်သွားလို့ကုန်မယ်ဆိုရင်အပြင်မသွားပါနဲ့ငြိမ်ငြိမ်နေပါเนาะအဲ့တော့အတက်နိုင်ဆုံးတော့ငွေထွက်မဲ့ကိစ္စတွေကိုရှောင်ပါငွေနဲ့ပတ်သက်ရင်တော့ဒီကလာထဲမှာတော်တော်လေးကိုစူးကြပြီးကန်စတာနိုင်နေတတ်ပါတယ်ဗျ။ကြည့်နောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့လူမွေးပိုင်း ဲ့တော့လူမွေးပိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုတော့လူမွေးကန်စရာလေးကဒီကလာထဲမှာအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မကြာခဏစကားများရတတ်တယ်အဲ့တော့စကားများလာပြီဆိုလဲကိုယ့်ဘက်ကနေမာမမှန်မှန်အလျှော်ပေးအရှုံးပေးနေရတဲ့ကာစရာထဲမှာပါတယ် တော့အတက်နိုင်ဆုံးစကားမများပါနဲ့စကားမများမပြောနဲ့အလုပ်မများလုပ်ပါစကားမများပြောရင်ရံမများဖြစ်မယ်ပေါ့နော်အဲ့တော့ဒီကလာထဲမှာအញ្ញမ်းနေများနေတယ်အတိုက်ခိုက်တွေများနေတယ်ကိုယ့်ဘက်ကအကန်စတာလေးနဲနေတယ်ညံ့နေတယ်နော်အဲ့တော့အတက်နိုင်ဆုံးကိုကဖျားတရားလေးလုပ်ပြီးကိုကိုရဘာသာအရာကုသကောင်းမှုလေးလုပ်ပေးပါအဲ့တော့ဖျားဖက်ရမယ်ကာလာတခုဖျားဖက်ရမယ်အချိန်တခုလို့ပြောလို့ရတယ်ပေါ့နော်ဖျားတရားလေးတွေကိုကိုကအမြဲတမ်းပဲပြုလုပ်ပြီးတော့ကိုကစဉ်းစားနေပြုလုပ်နေကိုကပွားများနေပေါ့နော်အဲ့ဒါလေးကတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဗျာ ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ဒီကန်စရာလေးနဲ့ပြောရမယ်ဆိုရင်အခြေအေးကလည်းတုံနီးလကောက်ပဲဗျအခြေအေးနဲ့ပတ်သက်ရင်တော့ကိုတန်ရုံးစင်ရှိရတဲ့လူတွေကကိုကိုပြန်လဲဒုက္ခပေးတာမျိုးလေးတွေကိုချစ်တဲ့လူတွေစီကနေကိုကအလိမ်ညာစကားတွေကိုကြားနေရတာမျိုးလေးတွေเนาะအဲ့တော့ကို ကတော့အမိုင်းထင်ပြီးတော့ကိုကခံစားချက်တွေဖြစ်တာမျိုးအဲပြီးတော့သူတို့နဲ့ပတ်သက်ပြီးတော့အယံကြီးကိုပေါ့เนาะစိတ်ကြီးကြိုက်နေတာမျိုးလေးတွေဖြစ်နေတတ်ပါတယ်အဲ့တော့အတက်နိုင်ဆုံးဒီကလာတွေကတော့အခြေအပိုင်းစီရောလူလူမျိုးရေးပိုင်းကော တတိထားပေးပါအဲ့တော့ပြောရရင်လူများများနဲ့လူတွေထူတဲ့တဲ့နေရာမျိုးတွေလူများရှိတဲ့နေရာမျိုးတွေအဲလူတွေများတဲ့နေရာမျိုးတွေမတော်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်ကဲနောက်တစ်ခုပါနောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးပါအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကာလဒီတပတ်တာအတွင်းကကျမ်းမာရေးနဲ့ပတ်သက်ရင်စစဝဝမျိုးတော့မဟုတ်ဘူးဒါပေမဲ့တခုရှိတာကအစိမ့်မြက်နဲ့ပတ်သက်တာမျိုးတွေအေးပတ်တာမျိုးတွေပြီးတော့နာစီချောင်းတို့ဖြစ်တာမျိုးတွေတစ်လုံးမှာဖြစ်နေတတ်ပါတယ်အဲ့တော့ ကျမ်းမာအကန်စရာလေးကတော့အနှင်းငယ်တော့ပြောရရင်တော့ညံ့နေဒါပေမဲ့စိုးစိုးဝါးကြီးတော့မဟုတ်ဘူးဖောက်ဝါ၆ဝါလောက်ထိစေးဝါးဓာတ်စာမိဝဲရလောက်ထိတော့မဟုတ်ဘူးเนาะအဲ့တော့သတိထားပေးရမယ့်အပိုင်းလေးတွေတော့ကိုယ်သတိထားပေးရမယ်နောက်တစ်ခုအနေနဲ့ကကြတော့ကန်စရာလေးပြောပြီးတဲ့နောက်မှာကိုယ့်ရဲ့ပြောင်းလဲလာမယ့်ကန်စရာလေးကိုပုံမကောင်းပုံတဲ့ကောင်းပုံအောင်ပြုလုပ်ပေးရမယ့်ကြေညာလေးကိုပြောပြပါမယ်အဲ့တော့အင်္ဂါသားသမီးများအနေနဲ့ကတော့ကန်စရာနဲ့ပတ်သက်ပြီးတော့ပုံမကောင်းပုံလာဖို့အညံ့တွေပြေပြောဖို့ဆိုတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာ ရွက်လာပန်းလေးလင်းညွန့်လူတိုင်းပြီးဆူတောင်းပြီးပါအဲ့ဒါဆိုရင်တော့ကန်စရာလေးတွေကောင်းမွန်လာမှာဖြစ်ပါတယ်။ကဲအင်္ဂါတွေပြီးသွားတဲ့နောက်မှာတော့ဗုဒ္ဓဘူးတွေရလဲကြပါပြီနော်ဗုဒ္ဓဘူးတွေရဲ့လုပ်ငန်းငွေကြေးလူမှုရေးအခြေရေးဒါကကျမ်းမာရေးကဲဗုဒ္ဓဘူးတွေဗုဒ္ဓဘူးတွေရောလုပ်ငန်းကံမှာဘာတွေဖြစ်လာမလဲကြည့်ရအောင်နော်ကဲဗုဒ္ဓဘူးတွေနဲ့ပတ်သက်ရင်ဒီကလာထဲမှာစက်တူရှယ်ယာလုပ်ငန်းပြီးတော့ ကိုကတငယ်ချင်းတွေနဲ့ပေါင်းလို့တာမျိုးမိသားစုနဲ့ပေါင်းလို့တာမျိုးကိုရဲ့ရင်းနှီးသူနဲ့မိတ်ဆွေတွေနဲ့ပေါင်းလို့တဲ့လုပ်ငန်းမျိုးတွေနဲ့ပတ်သက်ပြီးတော့ အဲငွေကြေးဝင်စရာကိစ္စလေးတွေတိုးတက်အောင်မြင်မှုလေးတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ကန်စတာနဲ့ပတ်သက်ရင်တော့ကောင်းမွန်လာပါလိမ့်မယ်ပို့ပြီးတော့လုပ်ငန်းတည်လှုပ်ဖို့အတွက်တာဆုံနေတဲ့လူတွေစေရထက်တဲ့နေတဲ့လူတွေဆိုရင်တော့ဒီကာလကတော့အကောင့်ထဲပေါ်သင့်တဲ့ကာလတခုလို့တော့ပြောနေပါတယ်အဲ့တော့ဒီကာလလေးမှာပို့ပြီးလုတ်တင်တာလေးလုပ်ပြီးကိုပြည့်ချင်တဲ့အရာတွေလုပ်ပြီးအကောင့်ထဲပို့ချင်တဲ့အရာတွေအကုန်လုံးကိုအချိန်မတိုင်းမနှော့ပဲပေါ့နော်မဆိုင်မတော့ပဲနဲ့ဒီကြာလေးလုပ်ပြီးမှဆိုရင်တော့ပို့ပြီးတော့ရလက်ကောင်းနေအောင်မြင်မှုတွေရရှိလာမှာဖြစ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကံအဲ့တော့ငွေကြေးပိုင်းနဲ့ပတ်သက်ရင်တော့ငွေလက်လွန်ထားတဲ့ငွေကြေးတွေမြုပ်နေတဲ့ငွေကြေးတွေကတော့ဒီကလာထဲမှာပြန်ရမယ်ဒါပေမဲ့မပြောသေးနဲ့အောင်နောက်တစ်ခုကကြတော့ကျန်းမာရေးကြောင့်နဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးကြတွေများမယ်ကျန်းမာရေးကြောင့်ငွေရွယ်သူကြောင့်ကိုယ့်ရဲ့ကလေးငယ်တွေကြောင့်ကိုယ့်အိမ်မှာရှိတဲ့ကလေးတွေကြောင့်ငွေကုန်ကြေးကြတွေများပြီးတော့ပြန်ပြီးသိငင်နေရတဲ့နေရာတွေမှာပါတယ်အဲ့တော့အဝင် drop မြနေတယ်ဆိုတော့ကန်ဆယ်လာတွေမှာရှိပါတယ်နော်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့လူမွေးကံပါအဲ့တော့လူမွေးပိုင်းနဲ့ပတ်သက်ရင်တော့လူမွေးမှာကတော့ဒီကိုယ့်ရဲ့ဆရာကောင်းတမန်ကောင်းတွေနဲ့တွေ့တာမျိုးကြီးခဲ့သူတွေရဲ့အကြံဉာဏ်ကောင်းလေးတွေရရှိပြီးတော့ကိုယ့်ကိုထောက်ပံ့ပေးနေကြမျိုး အကူအညီပေးနေတာမျိုးလေးတွေကံနမိတ်ထဲမှာရှိပါတယ်အဲ့တော့လတ္တလောကတော့လူမွေးနဲ့ပတ်သက်ရင်တော့ positive ဘက်ကိုရောက်တဲ့အစဉ်ပြေလိမ့်မယ်ပုံပြီးအားသက်ချက်တွေရရှိလာပါလိမ့်မယ်နော်ကဲနောက်တစ်ခုအခြေအခြေအနေနဲ့ပတ်သက်ရင်ဗုဒ္ဓဘုရားသမီးတွေကလေလတ္တလောမှာလေ ကောင်းတာကိုကောင်းမှမသိအကောင်းအဆိုးကိုကိုကဝေဖန်ပိုင်းခြားနိုင်ခွင့်မရှိဘဲနဲ့ကိုကအတွေးမှားတာမျိုးလေးတွေသုံးဖက်ချက်မှားတာမျိုးလေးတွေဖြစ်နေတတ်ပါတယ်အဲ့တော့ကိုယ်ပေါ်မှာတန်ဖိုးရှိတဲ့အရာကိုကိုကသုံးချုံလိုက်ရတာမျိုးလေးတွေအဲ့တော့ရွေးချယ်မှုတွေမှားတာမျိုးသုံးဖက်ချက်တွေမှားတာကြောင့်လက်တလုံးမှာကိုယ့်အတွက် ဟိုရော်ပါသွားတာမျိုးတွေဆုံးရှုံးသွားတာမျိုးလေးတွေ ਨੇ ကြုံတွေ့ရတတ်ပါတယ်အဲ့တော့အတက်နိုင်ဆုံးကိုယ့်ဘက်ဝန်ကျင်မှာရှိတဲ့လူတွေအစိုးလားအကောင်လားကိုယ့်ဘော်ကောင်လားကိုယ့်ဘော်ဆိုးလားကိုကိုကဝေဖန်ပိုင်းခြားပြီးတော့ပဲအော်ပြောဆိုတာမျိုးကိုကဆုံးဖြတ်ချက်ချတာမျိုးတွေလုပ်ပြီးပါမဟုတ်ဘူးဆိုရင်တော့ကိုယ့်ရဲ့ရွေးချယ်လိုက်တဲ့အရာတစ်ခုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကိုကကြားရှိခံစားရမှာဖြစ်ပါတယ်နော်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးကံပါအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီကန်စတာဒီနမိတ်ထဲမှာကျမ်းမာရေးပိုင်းဆိုင်ရာမှာကိုက ဒီကာလထဲမှာဘယ်လိုမျိုးလဲဆိုတော့ကအစာမစီးမတာမျိုးကြောင့်ပြီးတော့ဒါကသွေးနဲ့ပသက်တာမျိုးလေးတွေအဖြစ်များတဲ့ကင်ဆာနာမည်လေးကိုတွေ့ရတယ်အဲ့တော့သွေးနဲ့ပသက်တာမျိုးဖြစ်တဲ့အတွက်သွေးပေါင်ကြတာမျိုးသွေးတိုးတာမျိုးအဲသွေးသားမမှန်တာမျိုးလေးတွေပြီးတော့နော် allergic ဖြစ်တာမျိုးလေးတွေလက်တလုံးမှာဖြစ်နေတတ်ပါတယ်အဲ့တော့ဒါလေးကတော့ကင်ဆာလေးဖြစ်ပါတယ်အဲ့တော့ကင်ဆာလေးကိုပြောပြီးတဲ့နောက်မှာတော့ကင်ဆာလေးကိုပို့ပြီးကောင်းတဲ့ကောင်းအောင်ညံ့တာတွေလည်းရောပါသွားအောင်ပြုလုပ်ပေးရမယ့်ရေရလေးအနေနဲ့ကကြတော့ဗုဒ္ဓဘုရားသခင်များအနေနဲ့ကိုယ့်ရဲ့နှိစက်ရာဖျားလေးမှာ ီကိုရပေါ့နော်ဒီ ठी ဖြူပေါ့နော် ठी ဖြူလေးအဲ3လက်ပေါ့3လက်5လက်ကိုတက်နိုင်သလောက်ပေါ့နော်အဲ့တော့3လက်ရရင်3လက်5လက်ရရင်5လက်ကိုတန်ကိုကြလေသွားရောက်လူတန်းပြီပါအဲ့ဒါဆိုတော့ကိုရကန်အញ្ញံလေးတွေပျောက်ကင်းပြီးတော့ကောင်းမွန်တဲ့ကန်စရာလေးရရှိလာမှာဖြစ်ပါတယ်ဟိုတပူတွေပြီးသွားရင်တော့မှတော့ဆရာကဂျာတာပရိသသမီးတွေရဲ့ကန်စရာလေးကိုပြောပြမှာဖြစ်ပါတယ်ကြတာရီရဲ့ဒီလုပ်ငန်းငွေကြေးလူမှုရေးအခြေရေး ဒါကကျမ်းမာရေးကဲအခုတကအလဲကြတာဂျာတာပရိဂျာတာပရိသားသမီးတွေကတော့ဘယ်လိုမျိုးပြစ်လာမလဲဂျာတာပရိသားသမီးတွေအနေနဲ့ကတော့လုပ်ငန်းသစ်တွေပေါ်ပေါက်လာမယ်လုပ်ငန်းသစ်မှာမှကိုဝါသနာပါရာကိုရဲ့အိမ်မက်ဆိုတဲ့လုပ်ငန်းမျိုးကြည့်ရတဲ့လုပ်ငန်းမျိုးကိုယ့်ရဲ့စံနာတွေမကြခင်ပြေဝလာမယ်လုပ်ငန်းမျိုးတွေဆိုရင်တော့ပို့ပြီးတော့မှန်ကန်ပါလိမ့်မယ် ကိုစိတ်ကူးထားတာကိုရဲ့ဒီငငယ်လေးတွေကဖြစ်ချင်တဲ့အရာမျိုးတွေကဒီချိန်မှာပြောရင်တော့ရေကန်အသင့်ကြာအသင့်ကိုရဲ့စူးစမ်းမှုတွေပါပေါင်းဆက်ပြီးတော့လုပ်ငန်းသစ်တစ်ခုကိုတည်ထောင်နိုင်တာမျိုးလုပ်ငန်းသစ်တစ်ခုပေါ်လာတာမျိုးလုပ်ငန်းမရှိတဲ့လူတွေကလုပ်ငန်းပိုင်လာတာမျိုးလေးတွေကိုပိုင်လုပ်ငန်းစတင်လာတာမျိုးလေးလက်တလုံးမှာကန်စတာတော်တော်လေးကောင်းမွန်နေတယ်မှာပါပါတယ်ဒါလေးကတော့လုပ်ငန်းကံပေါ့ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကိုရဲ့ငွေကြေးကံ ဲ့တော့ငွေကြေးကအနေနဲ့ကတော့ကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကိုအကောင့်ဖော်ချင်တဲ့အရာတွေကြောင့်ငွေကုန်ကြီးကြတွေများမယ် စိတ်မပူပါနဲ့မကြာခင်မှာလုပ်ငန်းနဲ့ပတ်သက်ပြီးပြန်လည်ပြီးတော့ရရှိမှုတွေရပိုင်ခွင့်တွေပို့ပြီးငွေကြေးဝင်လာတာမျိုးလေးတွေကြုံလာတတ်ပါတယ်အဲ့တော့ကန်စတာလေးကတော့ပြောရရင်တော့တန်ဖိုးရှိတဲ့အရာတခုကိုယင်းနှိမ့်နိုင်တယ်ဆိုတော့အပိုင်းမှာပါတယ်ငွေကြေးကန်လေးကတော့ယင်းနှိမ့်နိုင်တဲ့ကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြလေးတွေများတယ်ငွေသုံးနေရမယ်အဲ့တော့ငွေသုံးလာတဲ့ဟာကလည်းတစ်ချိန်မှာပြန်လည်ပြီးကိုယ့်အတွက်အကျိုးပြန်ရှိလာမယ်လေးမှာပါပါတယ်နော်အဆင်ပြေပါလိမ့်မယ်ဗျကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ဒီပေါ့လူမွေးကန် တော့လူငွေပိုင်းနဲ့ပတ်သက်ပြီးတော့လူကြီးလူငယ်ပြဿနာလေးလက်တလုံးမှာကြုံရတတ်တယ်အဲ့တော့လူကြီးလူငယ်ဆိုတာကဘယ်လိုပြဿနာမျိုးလဲဆိုတော့ကိုယ့်ဘက်ကနေကိုယ့်ရဲ့ရွေးချယ်မှုတွေမှန်တယ်ဒါပေမဲ့သူတို့နဲ့မမှန်တာကြောင့်ကိုယ်နဲ့တူတဲ့နဲ့မတူတာမျိုးတွေရေဆုံးမချက်မတူတာမျိုးလေးတွေအမြင်မတူတာမျိုးလေးတွေကြောင့်ကရောက်ကဆဖြစ်စရာလေးတွေစကားများစရာလေးတွေတယောက်နဲ့တယောက်အမြင်မတူတာကြောင့်ဟိုအတိုက်အခံဖြစ်စရာလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ကိုယုံကြည်ရာလမ်းကိုပဲရှောက်ပါ အဲတို့ကဒါအလုပ်လို့ဒါလုပ်ရမယ်ဆိုတော့အပိုင်းထားမျိုးတွေသတ်မှတ်ချက်မျိုးတွေစာအုပ်စီးမင်းစီကိန်းတွေဝတ်တော်လုံပြီးတော့ကိုယ်လုပ်ကျင်တဲ့အရာတခုကိုမပြည့်ပြည့်အောင်မရရအောင်လုပ်နိုင်တယ်ဆိုတော့အကယ်ဒမီတွေမှာပါပါတယ်အဲ့တော့စူးစမ်းပါဘာမှလက်မလျှော့ပါနဲ့အဆင်ပြေပါလိမ့်မယ်ဗျကဲနောက်တစ်ခုနောက်တစ်ခုနဲ့ပတ်သက်ပြောမယ်ဆိုတော့ဒါကအခြေခံ ဂျာတာရိသသမီးတွေရဲ့အခြေအကျန်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ဂျာတာရိသသမီးတွေကဒီတပတ်တာကာလအတွင်းမှာ အတွေးတွေများပြီးတော့ကိုယ့်ဘုံမှာတန်ရုံးစီရှိတဲ့လူတွေကိုယ့်ဘုံမှာသူပြောရင်တော့နိနေကကချစ်တဲ့လူတွေတန်မိုးထားတဲ့လူတွေကိုဆုံးရှုံးရတတ်တယ်။အဲ့အတွေးတွေကပဲသူ့ကိုပြန်သက်နေတယ်။သူ့ကိုပြန်ပြီးတော့ဒုက္ခပေးနေတယ်။ကိုယ့်အတွင်းနဲ့ကိုယ်ပြန်ပြီးတော့ကြောင်ပိတ်မိနေတယ်ဆိုတော့ ကန်ဒရာလေးမှာကန်ဒရာတွင်းမှာရောက်ရှိနေတတ်ပါတယ်အဲ့တော့ဒါလေးကတော့သတိထားပြပါမယ်အရင်ကြီးမတွင်းနဲ့ကိုရင်းနှီးတဲ့လူတွေကိုယုံကြည်ရတဲ့လူတွေကိုစိတ်ချရတဲ့လူတွေကိုမျှဝေပါ ီးတော့သူတို့စီကအကြံဉာဏ်တောင်းမှာသူတို့ရဲ့အကြံဉာဏ်နဲ့ပဲလှုပ်တင်နေလားမလှုပ်တင်လဲခွဲခြားပေးပါခွဲခြားပြီးလုပ်မှအကောင်းဆုံးဖြစ်မယ်မဟုတ်ဘဲနဲ့ကိုကိုယ်တိုင်ပဲကိုပြည့်ရှင်တဲ့အရာတွေကိုလှုပ်ရှင်တဲ့အရာတွေကိုအကောင့်ထဲပေါ်ပြီးလှုပ်လိုက်မယ်ကိုကရွေးချယ်လိုက်မယ်ဆိုရင်ကိုအတွက်ဒီပေါ့နော်အားသာချက်တွေစာရင်အားနဲ့ချက်တွေပါရောက်လာနိုင်မယ်ပြီးတော့အဲ့ဒါလေးတွေကသတိထားပေးရမယ်ပိုင်းမှာပါတယ်ပေါ့နော်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ကျမ်းမာရေးပိုင်း ဲ့တော့ဂျမ်းမာအေးပိုင်းနဲ့ပတ်သက်ပြောမယ်ဆိုတော့ဂျမ်းမာအေးပိုင်းမှာဒီကာလာတွေမှာလေနဲ့ပတ်သက်တာမျိုးလေးတွေဒူးကောင်းတဲ့ပတ်သက်တာမျိုးတွေအစင်းမြင့်တဲ့ပတ်သက်တာမျိုးလေးတွေမှာကင်ဆာလေးအညံ့နေနေတယ်အဲ့တော့အေးပိုင်းလေးတွေနဲ့ပတ်သက်ပြီးတော့ကိုကိုတိုင်ကဒီတခြားသောအစိပ်ပိုင်းတွေတခြားသောအပိုင်းတွေဆိုင်ပို့ပြီးဂရုစိုက်ပေးပါလေကားအတက်စင်းတာမျိုးပဲဖြစ်ဖြစ်ချော်လဲတာမျိုးပဲဖြစ်ဖြစ်เนาะအဲ့တော့ရေလန်းခီးသွားတာမျိုးတွေကလည်းသတိထားပြီးစင်းတဲ့နေရာမှာပါပါတယ်เนาะဒါတွေကတော့ကင်ဆာလေးဖြစ်ပါတယ် ကန္တရာလေးနဲ့ပတ်သက်ပြီးတော့အကောင်းမွန်ဆုံးနဲ့ပို့ပြီးတော့ပိုကောင်းတဲ့ကောင်းလာအောင်ပြုလုပ်ပေးရမယ့်ရည်ရည်အနေနဲ့ကကြတော့ဒီတာတာရိသားသမီးများအနေနဲ့ပေါ့နော်ဒီတပတ်တာကာလကိုပို့ပြီးတော့အောင်မြင်မြင်လေးနဲ့အညံ့နေရောပေါတော့ဖို့အတွက်ဆိုရင်တော့ချောကလက်လေးအိမ်ဖျားမှာလူတန်းပေးပါအဲ့ဒါဆိုရင်တော့ကန္တရာအညံ့လေးတွေပျောက်ကင်းသွားပြီးတော့ကောင်းမွန်မှုတွေရရှိလာမှာဖြစ်ပါတယ်တာတာရိသားသမီးတွေပြီးသွားရင်နောက်မှာတော့တောက်ကြသားသမီးတွေရဲ့တပတ်တာကန္တရာလေးကိုဆရာကပြောပြမှာဖြစ်ပါတယ် ောက်ကြသားသမီးတွေကတော့ဒီတပတ်တင်းမှာပိုပြီးကောင်းလာမလားအဲအရင်ကားထက်ဒီအညံ့တွေကြုံရမလားအခက်ခဲနောက်ဆက်တွေကိုဘယ်လိုကြော်လာနိုင်မလဲကြည့်လိုက်ရအောင်နော်ကဲတောက်ကြသားသမီးတွေရဲ့ဒီလုပ်ငန်းဒါကငွေကြေးဒါကလူမှုရေးဒါကအခြေရေးဒါကတော့ကျန်းမာရေးကဲတောက်ကြသားသမီးတွေအလှည့်ကြပြီပေါ့နော် ကဲတော့ကြာသမီးများအနေနဲ့ကကြတော့ဒီတပတ်တာကာလအတွင်းမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းစီးပွားအသစ်တွေကိုကိုလာပြီးတော့ကမ်းလှမ်းနဲ့အခွင့်အလမ်းမျိုးတွေကိုမကြခင်မှာရရှိလာမယ်။အဲကိုဘက်ကလည်းကိုတော်တဲ့အရာတွေကိုပြောရင်တော့ကိုယ့်ရဲ့အားသာချက်တွေကိုပို့ပြီးကောင်းမွန်လာအောင်ပို့ပြီးတော့ဒီအတုံးချတတ်ဖို့လိုရလိမ့်မယ်ပေါ့နော်။ရလာတဲ့အခွင့်အလမ်းကိုကိုကလက်လွတ်မခံဘဲနဲ့ကိုကအမီးရယူပြီးတော့လေကလေးတစ်ခုကိုတိုးတက်သွားဖို့တက်လန်းသွားဖို့တော့လိုရလိမ့်မယ်။ဒါကတော့ကင်ဆာကောင်းတယ်အထူးသဖြင့်တော့ဘလိုရီနဲ့လည်းပတ်သက်ရင်တော့ ို့ရဲ့အကူလိုအဖေလိုဦးလေးလိုလူမျိုးပါနော်အမျိုးသားတဦးရဲ့အကူညီနဲ့လာပြီးတော့ကန်းလန်းနာမျိုးလေးတွေသူတို့ရဲ့အဆက်အသွယ်ကောင်းတွေကကိုယ့်စီကိုရောက်လာတာမျိုးလေးတွေကြုံရတတ်ပါတယ်ဒါလေးကတော့လုပ်ငန်းကံဖြစ်ပါတယ်ကဲလုပ်ငန်းကံပြီးွားတဲ့နောက်မှာတော့ကိုယ့်ရဲ့ငွေကြေးကံ ငွေကြေးကန်တွေကတော်တော်လေးကိုအားနည်းနေတဲ့ပါတယ်အဲ့တော့ဘယ်လိုမျိုးအားနည်းမလဲဆိုတော့ကိုဘက်ကဘလောက်ကြီးပဲစူးရင်စောင်းကျင်တဲ့စိတ်ရှိပဲရှိရှိဘလောက်ရှိရှိဘလောက်ကြီးပဲစုစုကိစ္စတစ်ခုခုကြောင့်ပြန်ပြီးတော့ကုံတက်တဲ့သဘောတရားတွေမှာပါတယ်အဲ့တော့ငွေကြေးတွေကလေခေါင်းစဉ်တက်လို့မရတဲ့အမီဖော်လို့မရတဲ့ခေါင်းစဉ်တွေကြောင့်ဟိုပါလေအဲ့ဒါတွေကြောင့်ပေါ့နော်ငွေကုန်ကြေးကြတွေများနေတယ်အဲ့ကိစ္စတွေမှာငွေကြေးတုံးနေရတတ်တယ်ငွေဘလောက်ကြီးပဲစုစုအဖက်မတင်တာမျိုးလေးကြုံရတတ်တယ်နောက်ငွေကြေးရချူချာနေလိမ့်မယ်ကဲလူမွေး ကဲလူမွေးကိုကြည့်ရတဲ့နောက်ပိုင်းမှာလူမွေးပိုင်းနဲ့ပတ်သက်ရင်တော့လူမွေးလေးမှာတဲ့ကောင်းမွန်မှုတွေရလာမယ်ဘယ်လိုမျိုးကောင်းမွန်မှုလဲဆိုတာကကိုယ့်ရဲ့ဒီအတက်လန်းနေကိုယ်ဝါသနာပါတဲ့လမ်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဒီပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုယ့်ရဲ့ဒီပေါ့နော်အလောက်ခွင့်ထဲမှာရှိတဲ့လူတွေကိုယ်ရည်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကကိုယ့်ကိုပြန်ပြီးတော့အကြံဉာဏ်ပေးတာမျိုးအဲဤကောင်းလမ်းမှန်လေးတွေပြပေးတာမျိုးပညာရဲ့အသစ်တွေကိုကိုကသင်ကြားနေရတာမျိုးလေးတွေဒီကံစတာနမိတ်ထဲမှာရှိလာတတ်ပါတယ်။ဒါလေးကတော့လူမွေးကံပေါ့နော်လူမွေးနဲ့ပတ်သက်ရင်တော့မိစေကောင်းတွေအပေါင်းအသင်းကောင်းတွေရဲ့နှုတ်ဆောင်မှချင်းကိုယ်ဆောင်မှချင်းတွေကိုရရှိလာမယ်။ကိုယ့်ဘက်ကလည်းတိုးတက်အောင်မြင်မှုလေးရရှိလာမယ်ပေါ့နော်။အဲ့တော့ဒါကတော့ကိုယ့်ရဲ့ဝါသနာပါတဲ့ဘိုင်းကိုလည်းကိုကိုယ်တိုင်ကတေချာလေးအဲဒီအတုံးချမယ်တေချာလေးအချိန်ပေးမယ်ဆိုရင်တော့အသက်ကြရလာမယ်။ကဲအချစ်ကြီး ကဲအခြေရင်းနဲ့ပတ်သက်ရင်ဒီကလာကတော့အခြေရင်းနဲ့ပတ်သက်ရင်50 50ရာခိုင်နှုန်းမှာပါတယ်ဘယ်လိုမျိုး50 50ရာခိုင်နှုန်းလဲဆိုတော့ကိုကိုကိုသဘောကျတဲ့လူတွေဗျာကို crash နေတဲ့လူတွေအဲအဲ့လိုနေပတ်သက်ပြီးတော့သူတို့တွေနဲ့ပတ်သက်ရင်တော့ကိုကဟို ကိုစိတ်ထဲမှာကွာစိတ်ခံစားချက်တွေကိုစူးစမ်းခြင်းနဲ့အရာမျိုးတွေကတော့အထမြောက်လာလိမ့်မယ်အဲ့လိုမျိုးပဲねကိုကဒီပေါ့နော်ခြေရည်စားရှိတဲ့လူတွေ relationship တွေအနေနဲ့ကတော့ဒီကလာထဲမှာနည်းနည်းလေးအဆင်မပြေမှုလေးတွေများနေတတ်တယ်တောကလေးတွေများနေတတ်တယ်ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ပူညာပူညာပြစ်ပြီးစကားများနေရတဲ့ကန်ဒမိတ်ထဲမှာပါတယ်အဲ့တော့နှစ်ပိုင်းအနေနဲ့ဆိုရင်တော့ single အနေနဲ့ကတော့ကို crash နေတဲ့လူတွေကိုသဘောကျနေတဲ့လူစီကတွေ positive ပြောရင်တော့ဒီအကြောင်းအရာတွေ positive news တွေရမယ်အဲကောင်းတဲ့ပေါ့နော်အခွင့်အလမ်းလေးတွေကောင်းတဲ့ဟိုပြောရင်တော့အပြုအမူလေးတွေကိုကိုကရရှိခံစားရလိမ့်မယ်ပေါ့နော်အဲ့တော့ နောက်တစ်ခုအနေနဲ့ကတော့ relationship တွေအနေနဲ့ကကြတော့ရည်စားတွေရှိတဲ့လူချစ်သူရှိတဲ့လူတွေအနေနဲ့ကတော့ဒီကလာထဲမှာမမုတ်တဲ့ကိစ္စလေးနဲ့စကားများပြီးစိတ်ဆိုးစိတ်ကောက်ပြုတ်နေရတာမျိုးကိုကပြန်ချော့နေရတာမျိုးပြန်ပြီးတော့ပေါ့နော်တယောက်နဲ့တယောက်ပေါ့နော်မျက်နှာချင်းမဆိုင်ဘဲနဲ့စိတ်ကောက်နေတာမျိုးလေးတွေဖြစ်နေတာပါတယ်ဒါလေးကတော့အခြေအပိုင်းဖြစ်ပါတယ်ကဲအခြေအပိုင်းပြီးသွားတဲ့နောက်မှာတော့ကျမ်းမာအပိုင်း ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဝမ်းပိုက်နဲ့ပတ်သက်တာမျိုးလေးတွေအဲပြီးတော့ခြေထောက်ထိခိုက်တာမျိုးလေးတွေညာဘက်ခြေထောက်ထိခိုက်တဲ့အရာဖြစ်တာမျိုးလေးကြုံရတတ်ပါတယ်အဲ့တော့ဒါလေးကတော့ကင်ဆာလေးနဲ့ပတ်သက်ပြီးပြောကြပေးသွားတာဖြစ်ပါတယ်ကင်ဆာလေးကိုပြောပြီးတဲ့နောက်မှာတော့ ပြုတ်လောက်ပေးရမယ်ရေရာလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ရေရာအနေနဲ့ကကြတော့တောက်ကြသားသမီးများအနေနဲ့ဒီတပတ်တာကန်စရာအញ្ញံလေးတွေပျောက်ကင်းသွားပြီးတော့ကောင်းမွန်မှုတွေပို့ပြီးရရှိလာဖို့အတွက်ဆိုတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာတာကူစွန်းလေးထူထမ်းပြီးဆူတောင်းပေးပါအဲတာကူတပွဲရမယ်ဆိုတာကူပေါ့နော်တာကူစွန်းရမယ်ဆိုတာကူလေးစွန်းလေးပေါ့နော်အဲ့ဒါလေးထူထမ်းပြီးတော့ကိုယ့်ရဲ့ကံကောင်းခြင်းတွေရရှိလာအောင်ဆူတောင်းလိုက်ပါအဲ့ဒါဆိုတော့မကြာခင်မှာကောင်းမွန်မှုတွေရရှိလာမှာဖြစ်ပါတယ် ကဲတောက်ကြရပြီးသွားရင်နောက်မှာတော့နောက်ဆုံးပိတ်ပေါ့နော်စနေသားသမီးတွေရဲ့တပတ်တာကန်စရာအသေးသေးလေးကိုကြည့်လိုက်အောင်ကဲစနေသားသမီးရဲ့လုပ်ငန်းငွေကြေးလူမှုရေးဒါကအခြေရေးဒါကကျန်းမာရေးကဲစနေသားသမီးတွေရဲ့လုပ်ငန်း ကလုံငန်းပိုင်းနဲ့ပတ်သက်ရင်တော့ဒီကလတ်ကရှီလဲမတိုးနောက်လဲမစုံလက်တလုံးမှာပဲတည်ငိမ့်နေပြီးတော့ပြောလှုပ်ရှားမှုနှဲပါနေတယ်ကိုဘလောက်ကြီးပဲစိတ်သက်ပြင်းပြပြင်းပြစိတ်သက်ပြင်းထန်ပြင်းထန်ဒီကလာထဲမှာလှုပ်မယ်ဆိုရင်လဲအဲလှုပ်လှုပ်လီမြုပ်လီဆိုတဲ့ကံစရာထဲမှာပါရှိနေတတ်ပါတယ်အဲ့တော့လုံငန်းကံနေတဲ့ကကြတော့လေ အချိန်ကာလကောင်းတစ်ခုကိုစောင့်ပြီးတော့ပဲလုပ်တာအချိန်ကာလကောင်းတစ်ခုကိုစောင့်ပြီးတော့ပဲစတင်တာကအကောင်းဆုံးဖြစ်လိမ့်မယ်ဒီကာလထဲမှာလုံးဝစတင်မှုမစဉ်းစားပါနဲ့လှုပ်လေမြုပ်လေဖြစ်တဲ့အတွက်လှုပ်လိုက်တဲ့အရာတစ်ခုကကိုယ့်တဲ့ကောင်းမှာမဟုတ်ပဲနဲ့ကိုယ့်ကိုပြန်ပြီးရှင်အောင်တာမျိုးတွေကိုယ့်ကိုပြန်ဆုံးရှုံးတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အတိတ်တိတ်တက်ဆိုင်တော့လက်ရှိလုပ်ငန်းကတော့တင်းတွက်အကောင်းမှုဆုံးနဲ့ပို့ပြီးတော့ရွေးချယ်စရာများတဲ့အဲလုပ်ငန်းတစ်ခုအနေနဲ့ပြောချင်ပါတယ်ပေါ့နော်ခင်နောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ဒီပေါ့နော်ဒီငွေကြေးပိုင်းအဲ့တော့ငွေကြေးပိုင်းနဲ့ပတ်သက်ရင်တော့ငွေကြေးကရရရကိစ္စတွေတွေမကြခင်မှာပြောလာမလိမ့်မယ်။ကိုမရတော့ဘူးလို့သတ်မှတ်ထားတဲ့အရာတွေမြုပ်နေတဲ့ငွေကြေးတွေကဒီကန်စတာနမိတ်လေးတွေမှာပြန်လဲရရှိလာတာမျိုးတွေကြုံရတတ်ပါတယ်။ ငွေကြီးကန်လေးကတော်တော်လေးကောင်းလာပါမယ်ပို့ပြီးတော့လည်းစူးမိဖို့ကောင်းတဲ့ကာလာတခုကိုလိုချင်တဲ့အရာတခုကိုအဖိုးတန်နဲ့ပစ္စည်းပေါ့နော်ပြန်ပြီးတော့တန်ဖိုးရှိတဲ့အရာတခုကိုကိုကပြန်ဝင်လိုက်တာမျိုးလေးတွေအဲ့လိုမျိုးရင်းနှီးမြှုပ်နှံတာမျိုးလေးတွေဒီကာလာထဲမှာဒီနမိတ်ထဲမှာပြုလုပ်လုပ်တင်တဲ့ထဲမှာပါပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကိုရဲ့လူမွေးကန်အဲ့တော့လူဝေးပိုင်းနဲ့ပတ်သက်ရင်တော့ကိုကကိုစီကိုပေါ့နော်ဒီကိုရဲ့ဇွဲလုံးလဝရိယစူးစမ်းပြီးတော့အားဆက်ထုတ်တာမျိုးလေးတွေသူတို့တွေရဲ့ ကိုယ့်ရဲ့ပေါ့နော်အားသာချက်တွေအဲကိုအတုံးချတဲ့အရာတွေကိုယ့်ရဲ့လုံရည်ကိုင်းရေပေါ်မူတည်ပြီးတော့ပေါ့နော်ဆရာတွေကအကြီးအကဲတွေကကိုယ့်ကိုလာပြီးတော့လမ်းညွန်ပြသမိတာမျိုးတွေအဲပြီးတော့ကိုယ့်ကိုပြန်ပြီးတော့လာခေါ်တာမျိုးတွေပေါ့နော်ဟိုကောင်းမွန်တဲ့ကမ်းလမ်းမှုတွေကိုယ့်စီရောက်လာတာမျိုးတွေကြောင့်အတက်ပါတယ်ဒါလေးကတော့လူမွေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကောင်းကျိုးတွေကြောင့်ပြန်ပြီးတော့ရရှိခံစားနေရတယ်ပြန်ပြီးတော့ပေါ့နော်ဒီကိုယ့်ရဲ့စီစနာကောင်းလို့ပြန်ကံကောင်းတဲ့ဆိုတဲ့နမိတ်ထဲမှာပါတယ် နော်အဲ့တော့လူမွေးနဲ့ပတ်သက်ရင်လည်းမိတ်ဆွေကောင်းတွေရလာမယ်အဆက်အသွယ်ကောင်းတွေရလာမယ်ခွင့်လန်းကောင်းတွေကိုယ်စီကိုရောက်ရှိလာနိုင်ပါတယ်ဒါလေးကတော့ကင်ဆာလေးပေါ့နော်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေပိုင်းအခြေနဲ့ပတ်သက်ရင်တော့ဒီကာလမှာတော့ရန်နေတော်တော်လေးကိုဖြစ်နေမယ်ပြောစရာများပြီးတော့လက်တလုံးမာလေးပြောရင်တော့ ပြောသမျှကိစ္စတိုင်းကလည်းစိတ်ပင်ပန်းမှုတွေဖြစ်စေမဲ့အရာမျိုးတွေစိတ်ပင်ပန်းမှုဖြစ်စေမဲ့အကြောင်းကိစ္စမျိုးတွေလက်တလောကြုံတွေ့နေရတဲ့အာပူညံပူညံဖြစ်ပြီးတော့ပဲမကြခင်မှာပြန်လည်အဆင်ပြေသွားလိမ့်မယ်အဲ့တော့ပူညံပူညံဖြစ်နေမှာတော့လက်တလောစကားများစရာတွေကတော့နေ့စဉ်နဲ့များဖြစ်နေအောင်မယ်အဲ့တော့ စိတ်ရှည်တဲ့လူကစိတ်ရှည်လိုက်အဲ့တော့ကိုယ့်ဘက်ကနေပေါ့နော်အရင် serious မဖြစ်ဘဲနဲ့အဆုံးဖြတ်ချက်မားတွေမမချတတ်ဖို့လိုအပ်လိမ့်မယ်အဲ့တော့လက်တလောင်းမှာလည်းစိတ်တည်ငြိမ်ငြိမ်လေးနဲ့ဒီချာလေးအေးအေးဆေးဆေးလေးဆုံးဖြတ်ပြီးတော့ချတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်မဟုတ်ရင်တော့ဒီဆုံးရှုံးမှုတွေအမှားအယွင်းတွေကြောင့်ရတတ်တယ်နော် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးကံဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကလာထဲမှာအဲကိုကအေးပတ်တာမျိုးလေးတွေနာဆူချောင်းဆူတာမျိုးလေးတွေလဲချောင်းနာတာမျိုးလေးတွေပြီးတော့ဖျားနာတာမျိုးလေးတွေကြုံရတတ်ပါတယ်ဒီကံစတာနမိတ်ထဲမှာတော့ကျမ်းမာရေးကជីជីမမမျိုးမဟုတ်ပေမဲ့အဲပြောရရင်တော့တခုပြီးတခုစီလိုဖြစ်နေကြတယ်ကွာပို့ပေါ်ပေါ်ပါလေးတွေជីជីမမလေးတွေကခဏခဏဖြစ်နေတာမျိုးအဲပြီးတော့ ဖျားနာတာမျိုးနာစည်းတာမျိုးတခုပြီးတခုဖြစ်နေတယ်ဗျာကျမ်းမှာအကြံအမှုလေးတော့ရှိတယ်ကြီးကြီးမားမားမျိုးတော့မဟုတ်ပြင်မယ်မပေါ်စားစင်းတဲ့နေရာမှာတော့ပါတယ်ပေါ့နော်ဒါတော့ကင်ဆာလေးဖြစ်ပါတယ်ကင်ဆာလေးပြောပြီးတဲ့နောက်မှာတော့စနေသားသမီးများအနေနဲ့တပတ်တာကင်ဆာလေးကိုပုံမကောင်းမလာအောင်အညံ့နေပြပြောက်သွားအောင်ပြုလုပ်ပေးရမယ့်နေရာလေးအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာကော်ဖီလေးအပူတစ်ခွက်ပေါ့နော် ကော်ဖီပူပူလေးတစ်ခွက်လူတန်းပြီးတော့စူတောင်းပေးပါအဲ့ဒါဆိုတော့အညံ့နေပြောက်ကင်းသွားပြီးတော့ကောင်းမွန်မှုတွေရရှိလာမှာဖြစ်ပါတယ် ကဲဒါကတော့ဒီနေ့ဆရာကဒီတပတ်တာကာလအတွင်းမှာခொနီယသားသမီးများရဲ့ပြောင်းလဲလာမယ့်ကံစရာအသေးစိတ်လေးကိုဆရာကတာရုံနဲ့အသေးစိတ်လေးဟောပြသတာဖြစ်ပါတယ်။နောက်တစ်ပတ်နောက်တစ်ပတ်တွေမှာလည်းမတူညီတဲ့နေသားတွေမတူညီတဲ့ကံစရာတွေမတူညီတဲ့ပြောင်းလဲမှုတွေနဲ့အဲဒီဟောပြသမှာဖြစ်မယ်ကံစရာလေးကြည်ပေးသားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုလည်း like and share လုပ်သားပေးပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ခொနီယသားသမီးများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။